အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွန်ရေးသားထားတဲ့ခေပြတ်တထေးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ခေပြတ်တထေးကျွန်တော်အဖိုးလေးဒီဘန်ဝန်တန်းတူဖြစ်ခဲ့ပါသည် သူဒီလူပြိုကြီးလည်းဖြစ်သည် အစားအသောက်အနေအထားအလွန်ချွတ်ချံချွေသားသည်အနေကောက်ချစ်သည်ဖြစ်ထိုခေတ်ကရွှေငွေကိုအထောက်လိုက်စုနိုင်သူလည်းဖြစ်ပါသည် ူကနှိမ့်လေဆိုလျှင်တပွဲဆယ်ပြားသာပေးရသောကလဘဲတုတ်ကိုသာစားလေရှိသည်။ပေးစားပြီးရေတောက်တနက်စာလွတ်ရောကွာဟုဆိုတတ်သည်။ဗန်ရှိရင်ကလဘဲတုတ်ရောင်းသူမှာအညာသားမောင်အောင်ဖြစ်သည်။မောင်အုံးသည်အိန္ဒိယပြန်သွားသောကဘာဒီဆိုသည့်ကလားကြီးထံတွင်နေထိုင်ခဲ့ရသည်။အညာမအောက်ပြည်ကိုတက်လာလာခြင်းနေစရာလည်းမရှိစားစရာလည်းမရှိဖြစ်နေချိန်တွင် ဘန်ရှိ၌ပဲတုတ်ရောင်းနေသောကာဘာဒီက သူ့ကိုပဲတုတ်အလကားကျွေးရမှာပကံဝိုင်းစေပင်ရင်ခင်မင်သွားကြသည်ကာဘာဒီကမောင်အုံးကို သူ့အိမ်သို့ခေါ်သွားပြီးနေစရာတနေရာပေးသည်မောင်အုံးဘဝသည်ကာဘာဒီ၏ရွှေနေရန်တဲလီထဲတွင်စတင်ခဲ့ရသည်ဒုတိယကဘာစစ်ဖြစ်ပြီးသည့်နောက်မြန်မာနိုင်ငံတွင်နိုင်ငံရေးအခြေအနေလည်းမကောင်းသဖြင့် ကဘာဒီသည် ရှိတာအလုံးထားခဲ့က မောင်အုံးကိုပေးခဲ့သည် မောင်အုံးသည် ပဲတော့ရောင်သည်အိုးခွက်တွေတမကတဲတလုံးကိုပါအမွေရလိုက်သည် မောင်အောင်သည် သူ့မွေစားအဖေလိုဖြစ်ခဲ့သောကာပါတီဤအမွေကိုဆက်ခံပြီးသူလည်းဗန်ရှိတွင် ပဲတုတ်ရောင်းလေသည်ကာပါတီကလက်ထက်တင်ပေးခဲ့သဖြင့်ပဲတုတ်ကိုကာပါတီလက်ရအတိုင်းလုံးနိုင်သည်ဖြစ်ရာအလွန်ရောင်းကောင်းခဲ့သည် တနေ့တွင်မအောင်သည် ကျွန်တော်အဖိုးလေးကိုတိုင်ပင်သည်ဥပဒေကျွန်တော်ယုံကြည်စွာနဲ့တိုင်ပင်ပါရစေတိုင်ပင်နိုင်ပါတယ်ကွဥရောပမှာကျွန်တော်ငွေ30ရှိပါတယ်ခင်ဗျာဗန်တိုးလောက်ပဲစားရင်ဖြစ်ပေမဲ့ကျွန်တော်ကလုပ်ငန်းလုပ်ချင်တာကြောင့်ဘာလုပ်ငန်းလေးများလုပ်ရင်ကောင်းမလဲလို့တိုင်ပင်ချင်လို့ပါထိုခင်းမှာ ठी အမြင့်ဆုံးစုတည်ပင်တသိန်းစုဖြစ်လျား ။ဗန်ရှိတွင်ပဲတော့ရောင်းပြီးဗန်တွင်ငွေ30အထားနိုင်သည် ဆိုသောမောင်အုံးကို ကျွန်တော်အဖိုးလေးသည်မယုံသင်ကဖြစ်၍ဘာလဲကွာကာပါတီစီကမင်းရထားတဲ့ငွေတွေလားမဟုတ်ပါဘူးဗျာကာပါတီကသူရှာထားတဲ့ငွေတွေနဲ့ရွှေတွေပဲလုထားတာဗျအိန္ဒိယပြန်တော့လဲရွှေတွေကြီးယူသွားတာဘာမှအပ်ထားတဲ့ငွေတွေကကျွန်တော်ငွေတွေပါ ကျွန်တော်အဖိုးလေးဒီမယုံဝန့်တဖြစ်ဘန်ကို ပြန်လာပြီးမအောင်ပြောသည့်စင်ရင်အတိုင်းရှာကြည့်ရာအမှန်တကယ်ပင်သူ့နာမည်နှင့်ဘန်၌ငွေသိန်း20အထားကြောင့်တည်လာရသည်ထိုကြောင့်အဖိုးလေးသည်မောင်အုံးကိုဆန်ဆက်တထေးတယောက်နဲ့ဆက်သွဲပေးလိုက်သည်။မကြာမီမောင်အုံးသည်ဘောဂတိရိဆန်ဆက်ကြီးဤပတနာရှေယာရှင်တယောက်ဖြစ်သွားလေသည်။ကျွန်တော်ကအဖိုးလေးကိုမေးမိသည်။အဖိုးလေး။ဟေးကွာ အဲ့ဒီမအောင်ဆိုတဲ့သူဗန်ရှင်းမှာပဲတော့မရောက်တော့ဘူးပေါ့ဘယ်ရောက်တော့မလဲကွာဆန်ဆက်ကြီးတလုံးရဲ့ပါတနာအကြီးတယောက်ဖြစ်သွားပြီလေအောင်မှာကို့လူကဗန်ကိုငွေသွင်းငွေထုတ်ဆိုရင် သူကိုယ်တိုင်မောင်းတဲ့ချစ်ကားနဲ့လာတာပေါ့တေးတေးမလို့အဲ့ဒီလိုဆန်ဆက်တထေးကြီးဖြစ်သွားအောင် အဖိုးလေးကဆက်သွယ်ပေးလိုက်တာပေါ့နော်အေးပေါ့ကွာငါကဗန်မှာလို့တော့တထေးတွေနဲ့တိကျွမ်းရင်းနေတာပေါ့ ကျွန်တော်မရှင်းတာတခုရှိတယ်အဖိုးလေး။ဘာများလဲကွာ။အဲ့ဒီမောင်အောင်ဆိုတဲ့လူဗန်ရှိမှာပဲတော့ရောင်းတာဘယ်တော့ကြာသလဲ။အင်းကပါတီပြန်သွားတာနဲ့တွေ့ရင်၃နှစ်လောက်ရှိမှာပေါ့။အဲ့ဒါပဲအဖိုးလေး။ပဲတော့ရောင်းတဲ့လူတရားဟာ၃နှစ်အတွင်းမှာသိန်း၂၀လောက်ဘာမှစုထားနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးဖြစ်နိုင်လို့ပဲဘာမှသူ့ငွေတွေတကယ်ရှိနေတာလေ မဖြစ်နိုင်ဘူးထင်ပါတဲ့အဖိုးလေးရာကျွန်တော်အထင်ကာပါတီကိုအပြောက်ဖြောင်ပြီးတော့များငွေတွေကိုအပိုင်စီလိုက်တာလားကောင်းလေးမင်းလိုပဲငါတို့တွေလည်းတွေးမိပြီးမောင်အုံးကိုတိတိကျကျစစ်မိခဲ့ပါတယ်ကာပါတီအိန္ဒိယပြန်သွားတာလည်းတကယ်ပဲကွာဒါပေမဲ့မောင်အုံးတယောက်ဘာဖြစ်လို့ချမ်းသာသွားတယ်လဲမင်းသိချင်သလားစ조사လို့ဆိုတာတော့မပြောနဲ့အဖိုးလေးကျွန်တော်လက်မခံနိုင်ဘူး ၃နှစ်နဲ့ဘယ်လောက်စ조사조사သိ30တော့မချမ်းသာနိုင်ဘူး။ကောင်းလေမောင်အောင်ချမ်းသာတာပဲတော့ရောင်းလို့မဟုတ်ဘူး။ဘာကြောင့်လဲအဖိုးလေး။သူ့အကိုတယောက်ကဓမြကွ။ဓမြတိုက်လာပြီးမောင်အောင်နဲ့ဆက်သွယ်လာတယ်။မောင်အောင်တဲမှာပဲလာပြီးတော့ပုံနေတာ။ဓမြတိုက်စင်ကတန်ရာရလာတယ်။အဲ့ဒီတန်ရာကိုကြိတ်ကုနေရင်ကတေသွားတဲ့။ဒါကြောင့်မောင်အောင်လည်းအဲ့ဒီလောက်ချမ်းသာသွားတာပေါ့။ ကျွန်တော်ပြောသားပဲသွေယူသားရမဟုတ်နိုင်ပါဘူးလို့မအောင်ကခစ်ပြတ်တဲ့ထေးကယူသားစွာနဲ့ချမ်းသာလာတဲ့ကောင်မဟုတ်ဘူးငါ့ကိုနောက်မှအကြောင်းစုံပြောပြတာပါကွာဒါပေမဲ့သူလည်းမချမ်းသာပါဘူးဘာဖြစ်လို့လဲဖိုးလေးစံဆက်ကပြည်သူပိုင်အသိခံရတယ်တရားရန်တွေလည်းတရားမဝင်ဖြစ်လို့အတော်ဆုံးရှုံးသွားတယ်။ခုအဲ့ဒီမောင်အောင်ဘာဖြစ်နေသလဲအဖိုးလေး။ တိတ်ချင်ရင်မနေ့ဖြန်ဘဏ်ကိုလာခဲကွနောက်တနေ့တွင်ကျွန်တော်အဖိုးလေးဘဏ်ကိုသွားခဲ့သည် အဖိုးလေးကဘဏ်ရှိတွင်ကိုရရောင်းနေသည့်တဲလေးကိုခေါ်သွားသည် မောင်အုံးရေဒူရတလေးလားဟုပြောသည် မောင်အုံးဆိုသူကတမူးထဲကဒူရတလေးကိုထုတ်ပြီးအဖိုးလေးကိုပေးလိုက်သည်ကျွန်တော်ကအဖိုးလေးနားကိုကပ်ပြီးအဖိုးလေးဆန်ဆက်တဲ့ထဲမောင်အုံးဆိုတာသူလားဟုမေးလိုက်သည် အေးလေကွာခုတော့ကိုင်းရတဲ့မအောင်ဖြစ်နေပြီပေါ့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ခေပြတ်တထေးဆိုတဲ့ဝတ္ထုတို့လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့တေတုကလစားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်တေတုကလစား ရွာတွင်လူတက်မှုဖြစ်ပွားသည် အသက်ခံရသူမှာ အပြိုကျမတ်အေးတင်ဖြစ်သည်မတ်အေးတင်သည်ရွာလယ်ပိုင်းတွင်တဦးထဲနေထိုင်သူဖြစ်သည် ရွာထဲတွင်ငွေတိုးချေအပေါင်ခံခြင်းဖြင့်ပစ္စည်းဥစ္စာအတော်အသင့်ရှိသူတဦးဟုဆိုနိုင်သည် အသက်ခံရသည်ညာကမိုးရေရွာနေသည်လူသက်သမားကအိမ်ပေါ်ကိုတက်ပြီးအပြိုကြီးမှတ်အေးတင်အားကြောက်ပြင်းနှင့်ခေါင်းကိုထုတက်ကပစ္စည်းတွေကိုယူသွားခြင်းဖြစ်သည် အပြိုကျင်းမအေးတဲ့အသက်ခံရလို့ဆိုသည့်တည်င်းသည်မနှက်ခင်းတွင်ချက်ချင်းပြန့်နှံ့သွားသည်။သူချဝင်းထဲတွင်လူတွေဝိုင်းအောင်နေကြသည်။အိမ်ပေါ်တွင်လည်းလူတွေကိုတွေ့နေရသည်။မကြမီရဲတပ်ဖွဲ့ဝင်များရောက်လာကြသည်။ခြံဝိုင်းထဲတွင်လည်းခြေရာတွေကလာကြည့်သူတွေနဲ့ထပ်နေပြီးအိမ်ပေါ်တွင်လည်းခြေမစေးဘဲတက်လာသည့်လူတွေကြားရှင့်ခြေရာတွေကနေရာအနှံ့ပင်ရဲအရာရှိလဲစိတ်ပြတ်သွားသည်။ အလောင်းကိုစစ်ဆေးပြီးဆေးရုံပေါ်ကြသည်ဆေးရုံကလည်းတိုင်းနယ်ဆေးရုံလေးဖြစ်သည်ဖြင့်မကြခင်ကမှရောက်လာသည့်ဆရာဝန်မလေးနှင့်သူနာပြုဆရာမတယောက်သာရှိသည်ဆရာဝန်မလေးမှအလောက်ကုန်ဝင်သည်ကမကြသည် လုပ်ငန်းအတွေ့အကြုံကလည်းမရှိကြောက်ပြင်းနေကောင်းကို အထုခံထားရသည်ဖြင့်ရုပ်ပြက်စင်ပြက်ဖြစ်နေသော အလောင်းကိုမချေဝန်လောက်အောင်ဖြစ်နေသည် နောက်ဆုံးတွင်ကွန်ပေါန်တာနှင့်စခန်းမှုတို့ပူးပေါင်းစစ်ဆေးချက်ယူပြီးဆရာဝန်မလေးကအတည်ပြုပေးလိုက်ရသည်အပျော်ကြီးအတုပပြည်သည့်နောက်တွင်မအေးတင်ကိုမြည်သူတတ္တနီဆိုသည့်မေကွန်သည်တရွာလုံးစိတ်ဝင်စားနေသည့်မေကွန်ဖြစ်သည် လူတွေက အမျိုးမျိုးပြောဆိုကြသည်စခန်းကလည်းမတင်ကားသည့်လူတွေကိုတယောက်ပြီးတယောက်ခေါ်စစ်သည်တို့တော့ပြန်လှုပ်ပေးလိုက်ရသည်သာဖြစ်သည် နောက်ဆုံးတွင်မအေးသင့်အိမ်၌စီရင်ငါလုံးနေသူဖိုးထောင်ကိုမတင်ကားမှုဖြစ်ဖန်စီလိုက်သည် ဖိုးထောင်ကလည်းလူမသက်ကြောင်အတန်တန်ညင်းဆိုသည် ဖိုးထောင်အိမ်တွင်ရှာဖွေရာ၌လည်းဘာပစ္စည်းကိုများမတွေ့ဖြစ်နေသည်တနေ့နနက်တွင်ဆရာဝန်မလေးဒေါက်တာမိုးတည်တာသည်စခန်းကိုရောက်လာသည်စခန်းမူကဒေါက်တာပါလားဘာကိစ္စများလဲဒီလိုပါပြောရင်ကောင်းမလားမပြောရင်ကောင်းမလားစဉ်းစားနေတာ ပြောပါဒေါက်တာဒီကိုရောက်လာတာပြောချင်လို့ဖြစ်မှာပါဟုတ်ပါတယ်ကျမပြောတယ်မပြောတယ်စဉ်းစားတဲ့ကိစ္စကကျမအိမ်မက်ပါဘာရီမြအိမ်မက်မက်လို့လဲဒေါက်တာအမျိုးသမီးတယောက်ကကျမကိုလာပြောတယ်ဆရာသူ့ကိုတတ်တဲ့သူတွေစီကိုခေါ်သွားမယ်တဲ့ကျမကလည်းလိုက်သွားမိတယ်သူကချောင်းကိုဖြတ်ပြီးလှေလေးနဲ့ခေါ်သွားတာတစ်ဖက်ကန်းကိုရောက်တော့ကျမကိုဆက်ခေါ်သွားသေးတယ် အဲဒီမှာတဲတလုံးတွေ့တယ်။တဲတဲကို သူကကျမကိုလက်ဆွဲပြီးခေါ်သွားတယ်။တဲတဲမှာလက်ဝတ်လက်စားတွေနဲ့ပတ်စံတွေအများကြီးပဲတွေ့တယ်။ဒေါက်တာကိုလာခေါ်ရဲဆိုတဲ့အမျိုးသမီးကပဲသူလဲ။ကျမလည်းတိတိကျကျမသိဘူးဖြစ်နေတယ်။မအေးတင်လား။ကျမမအေးတင်ကိုတခါမှမမြင်ဘူးဘူး။သူ့ကိုမြင်ရင်မှတ်မိမလား။မှတ်မိမှထင်တာပဲ။ စကမ်းမူးကသူ့စပွဲပေါ်ရှိဒိုင်အရီထဲကဓာတ်ပုံတပုံကိုထုတ်ပြလိုက်သည်။ဟုတ်တယ်။သူပဲ။သူကျမကိုလာခေါ်သွားတာ။အဲ့ဒါမအေးသင့်ပဲ။ရှင်။ချောင်းတစ်ဖက်ကန်းကိုလှေနဲ့ကူးရတယ်လို့ပြောလိုက်တယ်နော်။ဟုတ်တယ်။လှေနဲ့သွားကြတာ။သူကလှေလော်တယ်။ထူးခြားတာဗာများသတိထားမိတယ်လေ။ကျမကိုလေကွင်းတဲ့ကဖြတ်ခေါ်သွားတော့ညောင်ပင်ကြီးတပင်ကိုတွေ့တယ်။ ။ညောင်ဘေးမှာဘာထူးခြားတာတွေ့တလဲ။ညောင်ဘေးမှာနတ်ကွန်ရှိတယ်၊နတ်ရုပ်တွေအများကြီးပဲ။နောက်ကောကျမကိုခေါ်သွားတဲ့တဲနဲ့ညောင်ဘေးကတိတ်မဝေးဘူး။ဒေါက်တာအဲ့ဒီနေရာကိုကျွန်တော်ခေါ်သွားမယ်ဆိုရင်လိုက်ပါလား။လိုက်ပေးပါမယ်။ကျမလည်းအဲ့ဒီအိမ်မက်ကတစ်ချိန်တည်းမဟုတ်ဘူး။နှစ်ကြိမ်လောက်ကိုတပုံဆက်ထဲမက်နေတာနဲ့ထူးခြားလို့စကမ်းမှုကိုလာပြောတာ။ကောင်းပြီလေကျွန်တော်တို့ခုပဲသွားကြတာပေါ့။ စခန်းမှုရွာလူကြီးများနှင့်ရဲတပ်သား၃ယောက်တို့သည်ပဲ့ထောင်တစည်းဖြင့်ဒေါက်တာပြောသည့်ချောင်းတစ်ဖက်ကန်ကိုကူလာကြသည် သူတို့ခီးအတန်ကြာသွားပြီနော်ဟိုမညောင်ပင်ကြီးအဲ့ဒီညောင်ပင်ကြီးပဲဒေါက်တာပြောသည့်အတိုင်းညောင်ပင်ကြီးအောက်တွင်နှက်ရုပ်တွေနှင့်နှက်ကွန်းကိုတွေ့ကြသည်စခန်းမှုကညောင်ပင်မှအပြင်ကိုထွက်ကားဒေါက်တာဒီကနေသွားရင်တဲကစန်းချက်ဖက်အရက်မှာနှလုံးဖြစ်နေတယ် ဘယ်တဲလို့ထင်ပါသလဲ။နေုံကျမပြန်စစ်စားအောင်မယ်။တဲရှိမှာနွားစခွက်အကြီးကြီးတလုံးရှိတယ်။အိမ်ရှိမှာမလကာပင်တပင်ရှိတယ်။စခန်းမိုးကရွာလူကြီးကိုဦးစွာလှော်လိုက်သည်။ရွာလူကြီးကမယောင်မလဲသွားကြည့်ပြီးပြန်ရောက်လာသည်။အနောက်ဘက်ကတဲပဲစခန်းမိုး။အဲ့ဒါနီတိုးတို့တဲပဲ။အော်နီတိုးလား။စခန်းမိုးကဒေါက်တာပြန်ပါတော့ ကျွန်တော်တို့ကျန်တာဆက်လုပ်လိုက်ပါမယ်ဟုပြောလိုက်သည်စကမ်းမှုကဒေါက်တာကိုပဲထောင်သမားအပြန်ပို့ခိုင်းလိုက်သည်ပဲထောင်သမားပြန်ရောက်လာမှစကမ်းမှုသည်နီတိုးတဲကိုဝိုင်းသည် အထဲကိုရွာလူကြီးများနှင့်ဝင်ရှာကြသည်မအေးသည့်ပစ္စည်းများရွှေငွေများကိုပြန်တွေ့သည်နီတိုးကိုဖမ်းသွားကြသည်နီတိုးသည်မအေးသင်စီရင်ငှအဖြစ်အလောလောဖူသည်အရက်တောက်တစ်ဖြည့်သူ့ကိုမအေးသင်ကနှစ်ထုတ်လိုက်သည် နေတိုးသည်ဘာအလုံးမြကောင်းစွာလုပ်သူတယောက်မဟုတ်သူ့မိမနှင့်မအေးသည့်အကျွေးကိစ္စစကားများရာမကျေနပ်သဖြင့်တမိကြောင်းနောက်ဆုံးပစ္စည်းတွေကိုတွေ့သည့်ဖြင့်လောဘဖြစ်ယူလာမိကြောင်းဝန်ခံသည်ကျွန်တော်ထိုသတင်းကိုကြားသည့်ဖြင့်စေယုံမှဒေါက်တာမိုးတီတာနှင့်တွေ့သည်သည်ဆ ्याम တေတဲ့သူကလာပြီးတော့တရားမျှတမှုကိုတောင်းဆိုသွားတာလို့ထင်သလား ကျမလည်းအဲ့ဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမရှိဘူးတော့ကြောက်မိတယ်။အိမ်မက်ကလည်းတစ်ခါတည်းမဟုတ်ဘူးနှစ်ခါဆိုတော့ထူးဆန်းလို့စကားမှုကိုသွားပြောတာ။ဆရာမဝိညာဉ်တွေပါရယုံသလား။ကျမမယုံဘူး။ဒါပေမဲ့ခုကိစ္စကတော့ယုံရမလို့ဖြစ်နေတယ်။မအေးတင်ကကျမကို သူ့နီသူ့ဟန်နဲ့လာပြောပြီးဖော်ထုတ်ခိုင်းတာလို့ထင်ပါတယ်။ဒေါက်တာမိုးတီတာနောက်နှစ်တွင်စေယုံပြောင်းသွားသည်။ ရှမ်းပြည်ဘက်ကိုတာဝန်ကျသွားကြောင်းသိရသည်။နီတိုးထောင်ကျသွားသည်။လွန်ခဲ့သောနှစ်ပေါင်း30ကျော်ကအဖြစ်ပြက်တစ်ခုဖြစ်ပါသည်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့တေတုကလေးစာဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။